မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းကအွန်လိုင်းမြို့နယ်မှာအသက်28နှစ်အရွယ်ဦးမကြီးကင်ဆာယောဂါနဲ့ကွယ်လွန်ထားတဲ့သူကိုအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဖို့စင့်ခေါ်နေပြီးဘကုတ်တိုင်းမှာလည်းစစ်မှုထမ်းဖို့ညှင်းဆိုတဲ့လူငယ်9ဦးနဲ့မိသားစုဝင်17ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်ဆိုပါတယ် GIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာ အသေးယောဂာနဲ့ကွယ်လွန်သွားခဲ့ပြီးမေလ15ရက်နေ့မှာနာယေးဇာပနာတကြုံမှုပြုလုပ်မှာဖြစ်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကွေးတိုင်းကအောင်လံမြို့နယ်မှာအသက်28နှစ်အရွယ်ဦးမာကြီးကင်ဆာယောဂာနဲ့ကွယ်လွန်ထားတဲ့သူကိုအကျန်းဖတ်စစ်တပ်ကစစ်မှုထမ်းဖို့စင့်ခေါ်နေပြီး ။ပဲခူးတိုင်းမှာလည်းစစ်မှုထမ်းဖို့ညှင်းဆိုတဲ့လူငယ်ခွနဦးနဲ့မိသားစုဝင်၁၁ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။မကွေးတိုင်းအောင်လံမြို့ကတရော်ကုန်းရက်ကွက်မှာအသက်28နှစ်အရွယ်ဦးမကြီးကင်စာယောဂါနဲ့ကွယ်လွန်သွားတဲ့ဖိုးသားကြီးဆိုတဲ့သူလူငယ်တဦးကိုစစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းဖို့ဆိုပြီးဆင့်ခေါ်နေတဲ့အတွက်မိသားစုတွေဟာအခက်တွေ့နေရတယ်ဆိုပါတယ်။အဲ့ဒီနောက် မိသားစုတွေကစစ်ကောင်စီကိုနာရေးကြင်ညာစာတွေနဲ့ပါရှင်းလင်းတင်ပြပေးမယ်။ဖိုးသားကြီးမရှိရင်အိမ်ကလူငယ်တအုပ်ကိုအစားထိုးထည့်ပေးရမယ်ဆိုပြီးတော့ပါပြောလာတဲ့အပြင်အခုလာမယ်15ရက်နေ့မှာစင့်ခေါ်ခံရတဲ့လူငယ်တွေအကုန်လုံးအောင်မြေရွှေဝါခမ်းမကိုလာဖို့ခေါ်ထားပြီးမလာတဲ့သူတွေကိုစစ်တပ်နဲ့ဖမ်းခိုက်မယ်ဆိုပြီးတော့ပါချိန်ချောက်ထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အလားတူပဲခူးတိုင်းအုပ်ဖို့မျိုးကချမ်းမြပါမြေရက်ကွက်မှာလေအကျံဖက်စတက်ကလူငယ်တွေကိုစစ်မှုထမ်းမှုစရင်ကောက်ရွေးချယ်တာမျိုးမဟုတ်တော့ပဲ။ အိမ်မော်အထိပေါ်တာဆွဲဖမ်းဆီးနေပြီထွက်ပြေးတဲ့လူငယ်တွေကိုပြန်ခေါ်ပေးဖို့ကိုပါမိသားစုတွေကိုဖိအားပေးနေတဲ့အပြင်စစ်မှုထမ်းဖို့ညှဉ်းဆန်းတဲ့လူငယ်9ဦးနဲ့မိဘဆွေမျိုး17ဦးကိုလည်းအုပ်ဖို့မျိုးလက်ဝကရုံမှာဖမ်းဆီးထားတယ်လို့ချမ်းမြသားမြေရက်ွက်ရဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ဂီနီပြည်နယ်ဖားဆောင်မြို့အနီးမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခက်လိုက်ရ335တက်ရင်ကာကင်းစခန်းကုန်းတစ်ခုကိုဂီနီဒေါ်လာရစ်တက်တွေကသိမ့်ပတ်ရရှိသွားပြီလို့ ကလလာတဗျူဟာတစ်ကနေထုတ်ပြန်ထားပါတယ်မေလ73ရက်နေ့ဖြစ်တယ်မနေ့ကပဲဖားဆောင်မျိုးအနိကအကြံဖက်စစ်ကောင်စီရဲ့ခလရ135တက်ရင်ကာကင်းစခန်းကုန်းကိုဂင်းဒီတော်လန်ရစ်တပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးအဲဒီကစစ်ကောင်စီတပ်သားတွေကတော့စခန်းကိုစွန့်ပြီးအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါလေလက်ရှိမှာတော့အဲဒီအကြံဖက်စစ်တပ်စခန်းကုန်းမှာဂင်းဒီတော်လန်ရစ်ပူပေါင်းတပ်တွေကအခိုင်အမာနေရာယူတက်ဆွဲလိုက်ပြီးအကြံဖက်စစ်ကောင်စီရဲ့ခလရ134နဲ့135တက်ရင်တစ်ခုကို ဆက်လက်သိမ့်ပိုက်နိုင်မှုအနိကပြင်ဆင်နေပြီဖြစ်တယ်လို့လဲကလလာတဗျူဟာတည့်ရထုတ်ပြန်ချက်ရသိရပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့ KIA စဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာအသေးယောဂာနဲ့ क्वे လွန်သွားခဲ့ပြီးမေလ15ရက်နေ့မှာနာယေးဇာပနတကြုံမှုပြုတ်လုံမှာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ23ရက်နေ့ညနေ6:23မိနစ်အချိန်မှာပဲ KIA စီဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာအသေးယောဂာနဲ့ကွယ်လွန်သွားခဲ့ပြီးကွယ်လွန်ချိန်မှာအသက်62နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗျ။ရန်ကုန်တက္ကသိုလ်ကနေဘွဲ့ရထားတဲ့သူတဦးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာရှင်းမြင်းဆောင်82အင်းရရဲ့ bass guitar သမားဖြစ်ပြီးသူကိုဆုံးရှုံးရမှုဟာတိုင်းပြည်နဲ့လူမျိုးအတွက်ကြီးမားတဲ့ဆုံးရှုံးရမှုတစ်ခုလည်းဖြစ်ပြီးဒုတိယဗိုလ်ချုပ်ကြီးခေါင်လုံးဟာဒီတော်လန်ရေးကြီးအတွက်ရောတိုင်းပြည်နဲ့လူတို့အတွက်ပါတာဝန်ကျေတဲ့ဆိုတာတက်ကို အများကြီးကြော်လွန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်လို့လက်ရှိຫນွေဦးတော်လန်ရေးတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းကလူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ရေးသားထားပါသေးတယ်ခင်ဗျဒီတခါပဲခူးတိုင်းကတည်င်းအနေနဲ့ပဲခူးတိုင်းပေါင်းတလဲမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်လက်ပါစီအနှက်ရောင်တင်မင်းတမန်ဆိုတဲ့အဖွဲ့ကအယက်သားပြည်သူလူငယ်တအုပ်ကိုတတ်ဖြတ်ပြီးအလောင်းကိုစွန့်ပစ်ထားခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲပေါင်းတလဲမြို့က ကျက်ပေါက်ခေါင်ကားလမ်းမပေါ်မှာလူငယ်တအူးကိုအကြက်ဖက်စစ်တဲ့လက်ပါစီအနဲ့ရောင်တင်မင်းတမန်ဆိုတဲ့အဖွဲ့ကတပ်ဖြတ်လိုက်ပြီးအဲ့ဒီအဖွဲ့ရဲ့စာတန်းကိုချိတ်ဆွဲပြီးမှအလောင်းကိုစွန့်ပြစ်သွားတယ်လို့ဒေသခံပြည်သူတအူးကပြောထားပါတယ်အဲ့ဒီအကြက်ဖက်စစ်တဲ့လက်ပါစီအနဲ့ရောင်တင်မင်းတမန်ဆိုတဲ့အဖွဲ့ကဘကိုးတိုင်းမှာရတားပြည်သူလူငယ်တွေကို PDF လို့ဆွဆွဲပြီးအကြောင်းမဲ့လိုက်လံတပ်ဖြတ်နေတာဟာဒါနဲ့ဆိုရင်နှစ်ဦးရှိနေပြီလို့လေဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ